အားလုံးပဲမင်္ဂလာပါရှင်။တုတ္တယတုရှန်နယ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပေးမှာကတော့စာရေးဆရာကြီးပီမိုနေရေးသားထားတဲ့ယောက်ျားအမှန်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရရှင်။စမရူရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ခဲ့ပြီးကြပါမရှင်။ဘာထွန်ဒီတန်ရာမရဖြစ်ရနေလေဤ၁၀နိုင်ခန့်အချိန်မှ လလည်းမရှိလမ်းမှာမှောင်မဲ၍နေလေ၏မော်တော်ကားမှာဘလို့မလုပ်၍မရချော့လို့လည်းမသွားကြမ်းလို့လည်းမလုံအတင်းဆွဲလုပ်၍နေလေ၏အခြားမော်တော်ကားအသွားလာတို့ကိုညှော်တော်လဲရဲ့ရန်ခေါ်၍မရတဟုန်နေသွားသောဘတ်စကားကြီးတစီမှပါအရှားဘဲကားမှမပေါ်လာအင်းစိန်နှင့်မော်ပြီးဆက်ကြမှာလမ်း၌ဆွဲလုံနေသောကားပေါ်တွင်အိယရမလို့ဖြစ်၍နေလေ၏ ောက်ဆုံးစိတ်ကို လုံလုံကြီးလျှော့ပြီးအနီးအနားကိုကြည့်လိုက်ရာမဲမောင်သောရှံတစ်ခုအတွင်မှမီးရောင်ကလေးကိုမြင်ရသဖြင့်ဗတ်ထုံးဝင်ရသွားမိ၏။တင်းငဲ့သောအင်္ဂလီအနီးသို့ရောက်သောအခါခွေးကြည့်ပေးပါအောင်ခမညာဟူဗတ်ထုံးအွန်လိုင်းလင်းအိမ်အောက်ထမဆွဲမိအိမ်ကိုကင်လျက်ဘသူလဲခွေးတော့မရှိပါဘူးဟုကြောရီထွက်လာတော်သူသည်ဆွဲမိအိမ်ကိုမြောက်၍ဗတ်ထုံးကိုကြည့်လေ၏။ ဆွေမီအိမ်မီယာအောက်တွင် အလွန်လှသောမျက်နှာကလေးကိုဘထုံမြင်ရလေလျင်ဘထုံဤရင်ထဲ၌ဘာလိုလိုဖြစ်သွားလေ၏ဘထုံသည်အံ့အားသင့်ပြီးမနီးမဝေးနှိုင်းရက်ခါပြည်ဘက်ကကားနဲ့လာတာအခုကားပြက်နေတာနဲ့ဝင်လာတာပဲဘယ်နဲ့လုံးရမလဲမသိဘူးဒီနားမှာလဲဒီအိမ်တစ်ခုပဲတွေ့တာရှင်ကားပမာထားခဲ့တယ်လေတယောက်သေးလားတယောက်သေးပါပဲဒီညတော့ကြွားကြနေရပါပဲ မိမ့်မပြုတ်သည်တစ်စက္ကန့်မျှဆိုင်ပြီးဒီလိုဖြစ်ပဲနဲ့လုံမလဲမကြံတတ်အောင်ရှိတာပဲတညဒီမှာတဲခိုခင်းရရင်ကျေးဇူးအင်မတန်တင်မိမှာပဲမိမ့်မပြုတ်သည်တဖန်စဉ်းစားပြီးဒီလိုဖြစ်ကျမဟိုတင်ကျမယောက်ျားကိုသွားပြီးမေးလိုက်အောင်မယ်ပြောပြီးအိမ်မော်တို့တဲ့ရည်သွားလေ၏အင်္ဂလိပ်မှာလူတရက်သာမြင်တော့ ဇလီသက်အင်္ဂလီနှင့်တူလေ၏အတန်ကြာလျင်ဆင်း၍လာပြီးတမဟိုတင်ယောက်ျားကတဲခုန်နိုင်ပါတယ်လို့ပြောတယ်ဒါထက်ရှင့်ကားဘယ်နဲ့လုံမလဲကားကတော့ဩစတင်ကားလေးပါတွန်းဝင်ရပါတယ်ဗမာလဲဟုပြောပြီးမင်းမပြိုသည် ထွက်၍လာလေ၏ ဘထွန်းသည်မိမ့်မပြိုဤဖော်ရီပုံကိုမြင်သည်ဖြင့်အာတက်ခာ၎င်း၏လက်ကမိရင်ကိုတောင်းယူပြီးကားရှိရာသို့သွားလျာမိမ့်မပြိုလိုက်ပါ၏သွားလေ၏ဘထွန်းကအာနာကြောင့်မိမိဒုက္ခလာ၏ပေးကြောင်းပြောလေ၏မိမ့်မပြိုကအိစာမရှိပါဘူးကျမယောက်ျားကလူမမာတရှာဘာရကိုင်နေလို့မထနိုင်ဘူးလို့မဟုတ်ရင်သူလာပြီးကုညီပါရဲ့ဟုပြောလေ၏ မကြာမီဘထွန်းသည်ကားကိုတွန်း၍လာလေ၏မိမက်ပြူကလမ်းပြပေး၏အိမ်သို့ရောက်သောအခါရှင်စားတော့ပြီးပြီလားရန်ကုန်ရောက်မှစားမယ်လို့အောင်းမေးပြီးဘာမှယူမလာခဲ့မိဘူးဒီလိုဖြစ်အခန့်တင်ပဲဧည့်သည်များလာမယ်ဆိုလို့ချက်ပြုတ်ထားတယ်လာလဲမလာကြဘူးထိုင်ပါဟုပြော၍ကိုပြစ်ကိုပြလေ၏ မိအိမ်ကိုကွပစ်ပေါ်၌ထားခဲ့ပြီးမိမပြူသည် ပော့ပါလျင်မြန်သောတမင်မလေးပမာ လုံးပြည့်သောငရံကိုကလုံးလေးနှင့်အိမ်ပေါ်သို့တက်သွားလေ၏မကြမီကွပစ်ပေါ်၌စားစရာတွေပြင်ပြီးဖြစ်လေ၏ဘာထွန်းသည်ချက်ပြုတ်ထားသည်ဆိုသော အစားအစာတို့ကိုမြင်သောအခါအံ့ဩတွေးတော်၏နေလေ၏မိမပြူမှာအသက်20ကျော်ခန့်ရှိတောသူမှနှင့်မတူလွန်စွာတာနာတီမှာ တလွန်အံ့ဩပဲဖြစ်ရနေလေ၏အစားအစာများမှာပမုတ်နှင့်ဘူးရဲမှထွက်သောအသားဝတ်ဥကြောင်းငါးတစ်တာဆော့ပလင်းသွန်ခရင်စသည်များဖြစ်ကြလေ၏ဘာထွန်းသည်မင်းမြန်းခြင်းမပြုဘဲမိမ့်မပြူကိုကျေးဇူးတင်တော်မူရာနှင့် မကြမကြကြည့်ရင်စားတော့လေ၏မိမ့်မပြူသည်ကအပားမှပင်ထိုင်လျက် စားပါအမနာပါနဲ့စားတာတောက်တာဟာဆက်စရာမဟုတ်ပါဘူးမဆက်ပါဘူးကျုပ်စားပြီဆိုရင်အင်မတန်ပါဇက်တရက်နဲ့အစားကောင်းကြိုက်တတ်တာနဲ့အခုစားရတဲ့အစားကိုကြည့်ရင်အပြူရှာကညာတွေ့ဆိုတာကြာနေတာပဲအဲဒါထက်မဟိုတင်းရဲ့ယောက်ျားကမမာနေတာဘလောက်ကြပြီလဲနာမည်ကဘသူပါလဲဟုမေးလေ၏ကိုဘဆောလို့ခေါ်ပါတယ်လဲတာဟွန်း3လလောက်တော့ရှိပါပြီဒါထက် ထမင်းတော့မရှိဘူးတင်းတိမ်ပါမလားခင်းကျွေးတာသမအစင်သိပြင်ထားတယ်တကယ်တော့သူတို့လာမှရှက်တန်လဲရှက်မယ်စိတ်ကူးပြီးတင်းတိမ်ပါတယ်ပေါင်မုတ်ကလက်လက်ဆက်ဆက်ပဲဒီကနေ့ပဲကျမလည်းရန်ကုန်ကဘတ်ကားကြုံတာနဲ့ပြန်လာလို့ဝယ်ခဲ့တယ်။အခုသူတို့မလာတာနဲ့ရှင်ရောက်လာတာအခန့်အသင့်ပဲ။လက်ဖြန်ကမှလာကြမယ်ထင်ပါရဲ့။ လက်ဖြန်တော့မလာနိုင်ကြဘူးចောင်းဖွင့်ပြီးចောင်းစီရမပါလက်ဖြန်တော့လာနိုင်ကြမယ်မထင်ဘူးចောင်းဖွင့်ပြီးចောင်းစီရမှာပါအော်ဒီလိုဖြစ်တောက်ကူသူဘောဟုပြောပြီး၎င်း၏ယောက်ျားကိုပစောဆိုသူကိုတွေးကတနာသလိုဖြစ်ယူနေလေ၏စိတ်ငြိမ်တဲ့နေရာပဲလူမမာတော့အင်မတန်အားငယ်ချလိမ့်မယ်နှစ်ယောက်သေးပဲလား အခုတော့နှစ်ယောက်သေးပါပဲခိုင်းတဲ့သူကလေးငယ်နဲ့တငယ်မကလေးကရွာပြန်သွားကြတယ်ဓာတ်ထက်ရှင်တီကွပစ်မှ အိမ်မှဖြစ်မယ်ရှင်ကားကိုလည်းဆောင်ရင်းဟုပြောပြီးနေရာကိုပြင်လေ၏မကြာမီဘထွန်းအတွက်အိမ်ယာမှာအပြုတ်လေးများအိမ်ယာလိုလွန်စွာတန့်ရှင်းလှပသည်ကို တွေ့ရှိရလေ၏အိမ်ယာမှာဝုံးမွေရာပပပြော့ပြော့ကလေးဖြစ်ရာ အောက်၌ဖျောင်းပဆိုးတစ်ထပ်ပေါ်စောတစ်ထပ်ကိုတွေ့ရှိရလေ၏အဲ့ရခဲမှာဖြူစင်၍ဇာနာတထားသည့်ပြင်မွေးကြိုင်သောပေါန်နာနှံ့ကိုရလျာဘာထွန်းကဧည့်သည်များအတွက်အသင့်ထားတဲ့အဲ့ရထင်ပါရဲ့ဟုမေးလေ၏ဟုတ်ပါတယ်အခုတော့ရှင်းဖို့ကြာနေတာပဲဟု ပြုံး၍ပြောလေ၏။နှစ်ယောက်သားထိုင်လျက်အတန်ကြာစွာစကားပြော၍နေကြပြီးနောက်မိမပြူသည် အိမ်မော်သို့တက်၍သွားလေ၏။ဘထွန်းသည် မွေးကြိမ်သောအရာပေါ်၌လဲကထွေရများစွာတို့ကို တွေးလာ၏။လူမဟုတ်ပါမလား။ကျက်အိမ်ကိုများရောက်နေသလား။ဒီမိမပြူဟာလူသားစားချက်များဖြစ်ရင်ငါ့ကိုစားတော့မှာပဲ။လူပါပဲထင်ပါရဲ့လေ။ဟွန်းဥစ္စာဆောင်များလား။ ဥษาဆောင်ဒီလိုရှော့ရှော့လှလှကလေးတွေနဲ့မိတ်ဆွေဖြစ်ရရင်ကော်ရာပဲစသည်ဖြင့်တွေးပြီးဟေတုပစ္စယောအရမဏပစ္စယောစသည်ဖြင့်ရွေ့ရွေ့နေလေ၏မတော်တဆချက်ဖြစ်လျင်တိကာရာကိုရွတ်ခြင်းဖြင့်ပပျောက်စီနိုင်ကြောင်းကြားရဘူးလေ၏ဤသို့ရွတ်ရင်တက်ဖြစ်လျင်တိကာရာကိုရွတ်သည့်အခါအဆောက်အအုံရောပါရောအကုန်ပြည့်စည်ပြောက်ကွယ်သွားသည်ဟုတားရဖို့သည့်အတိုင်း ကြောက်များကြောက်လေမလားကြောက်ရင်လေမိမိမှာတင်ကြိုင်တုတ်တန်တစ်ခုခုပေါ်မှာအိမ်ရက်သားနေရမှာပဲစသည်ဖြင့်တွေးတော့ကအိမ်တိုင်များကိုတေချာစွာကြည့်လေလျင် အိမ်တိုင်များမှာလှုပ်ရှားရင်းရင်ထိုးကတတိုင်မှနှစ်တိုင်ဖြစ်ပြီးတောက်တော့မလို့ဖြစ်လေ၏နှလုံးများကိုလက်နှစ်ပုတ်ကတေချာစွာတတိနှစ်ကြည့်ကမှမပြောက်ပဲနေသည်ကိုတွေးရလျင်စက်တော့မဟုတ်ဘူး ဥစ္စာဆောင်ဖြစ်လိမ့်မယ်ထင်ပါရဲ့ဥစ္စာဆောင်ဖြစ်ရင်ငါအိတ်တဲ့အခါအပားမှလာ၍များ အိတ်လိမလားငါဝိညာဉ်ကိုနှုတ်ပြီးဥစ္စာဆောင်လောက်ခိုင်းနေမလားဥစ္စာဆောင်ဇောကြည့်များဟာလူမိုက်များနဲ့တွေ့တတ်တယ်ပြောတာပဲငါလိုဟဟန်ပမန်လူမျိုးနဲ့တွေ့ရုံမရှိပါကလားဥရည်လေတွေ့ပြန်လေဤဒုခိုက်တွင်အင်္ဂလိပ်စင်းနဲ့များလို့လို့အနံ့ရလျာဧကနသစီပဲမကြမီက တည်တာမို့ဆေးနံ့ပေးတာပဲ။အော်သူယောက်ျားလူမမဆိုပါကလား။ဆေးတွေဝါးတယ်ရှိမှာပေါ့။အင်္ဂလိပ်ဆေးနံ့ပဲ။သူတို့နေပုံစားပုံကဘိုးဆန်ပုံရတာပဲ။စသည်ဖြင့်အမျိုးမျိုးတွေးလေ၏။ဤတို့တွေးရင်မိကနဲ့အိပ်ပျော်ရေးသွားသလိုဖြစ်ပြီးလက်၍နိုးလေ၏။တိလိုက်ရာတစ်ချံလုံးထိန်လေးလျက်လေတန်းလူလူကြားရလေ၏။ဘာများဖြစ်ပါလဲ။အစီလျှောက်တာလား။ တရေမီလာငါနေရဟာတင်ញိုင်ကုန်ဖြစ်နေမလားဟုတေချာစွာကြည့်လေရာနောက်ဖေးငပြောပင်များဤအွက်ကြီးသည်မီးရောင်တွင်လှုပ်ရှားရနေကြသည်ကိုမြင်ရလေ၏ဟွန်းကောက်ရိုးပုံမီးလောင်နေပါလားဟိုက်အိမ်နဲ့ကက်လို့ဟဲကူတော့မှာပဲကူးပြီဟဲဒုက္ခပဲမီးဟုအော်ခိုက်တဲ့အိမ်နောက်ဖေးနေရများမှာမီးကူသောအတန်နှင့်အယံကိုကြားရမြင်ရလေ၏မီးမီးဟုအော်လေ၏ ဤသို့အော်ရင် လူမမာကိုတတိယသဖြင့်ဟင်းဒုက္ခပဲသက်ရှာပါရတဲ့တင်းနိုင်မှာမဟုတ်ဘူးဟုအောင်းမိပြီးအိမ်မော်တို့ပြည့်တက်လျာသပင်ဖို့ရဖာရနှင့်တရည်တတတခုကိုဆွဲလျက်ပြေးဆင်းရင်လာတော့မိမပြုတ်ကိုပြေကားပေါ်ရင်ရင်ဆိုင်တွေ့လျာဆင်းဆင်းမင်းယောက်ျားအတွက်မပူနဲ့ဟုပြောပြီးအိမ်မော်ပြေး၍တက်လေ၏မိမပြိုးက ကိစ္စမရှိဘူးမတက်နဲ့မိရိအကောင်ဆွဲနေပြီစစ်မတက်နဲ့ဟုပြောကဘထုံဤလက်ကိုဆွဲလေ၏မင်းယောက်ျားမင်းယောက်ျားတွက်ရှာပါကကိစ္စမရှိပါဘူးစင်းမရှစ်မတက်ပါနဲ့မရဘူးဟိုးဒီကောင်မဟာဘဲနဲ့ကောင်မလဲလင်တယောက်လုံးကိုပြစ်ပြီးဟုပြောက အတင်းယုံ၍ တက်မြပြုလျာမိမ့်မက်ပြုကတဆုံတရားကိုပြောရင်ဘထွန်းကိုအတင်းဆွဲလေ၏ဘထွန်းသည်ပြောသောစကားများကိုမကြားရဘဲပြည့်တက်ရာ အိမ်မော်သို့ရောက်လေ၏မိတန်လီတန်တို့မှာတဟုံးဟုံးမြည်လျက်အခြားပါတန်များမကြားရချေမိမ့်မက်ပြုကအော်ခေါ်လျက်သာနေလေ၏မိတော့မိလျံများသည်ဘထွန်းကို တကားဝါမှစီး၍ တွန်းလန့်မောင်ရှာကမတက်နဲ့ဟုနှင်သလိုလုံနေ၏မိမပြိုသည်တက်လာ၍ဘထုံဤလုံကြီးကိုဆွဲထားလေ၏ဘထုံသည် လုံကြီးမပြုတ်အောင်ပြန်၍ဆွဲရင်၎င်းကိုလှဲ့ကာဒေါသနှင့်ဒီကောင်မဟာဘဲနဲ့ကောင်မလဲတဲ့ရုပ်တဲ့ကောင်မပါလားလူမမလင်ကိုမပောင်းကျင်လို့တမင်တေချောင်းကျန်တဲ့ကောင်မနင်းသွားငါ့ကိုလှော့ ဟုတ်ပြောက အတင်းရောင်းပြီးမိသေးတိုးဝင်ရေးသွားလေရာမိမက်ပြိုသည်လှေကားနိုင်ရက်ကရင်ကိုထုလျက်အမလေးလာကြပါဦးမိသေးပါနေပြီသေပါပြီစသည်ဖြစ်အော်ဟေး၍နေလေ၏ထိုအခိုက်တွင်လှေကားပြုတ်၍ကြလေ၏မိမက်ပြိုမှာစိတ်ခနဲခုန်ပြီးမျက်ပေါ်၌တရေအိတ်ကိုကင်လျက်ဒူးထောက်၍ကြလေ၏ စတော်လဲနာရမှန်မသိအော်ဟစ်ကာတာနေဤ10မိနစ်အတွင်းဘထုံးသည်တဆုံတရားကိုပွေ့ရှိကမိထဲမှခုံ၍ထွက်လာပြီးလင်းမျက်ပေါ်၌တဆောင်ကြလေဤမိမ့်မပြိုသည်ပြေးရစ်ဆွဲထုလေသည်ဘထုံးလဲမိမိပွေ့ရှိ၍လာသော အရာကိုကြည့်ကအမလီနာများသွားလာဟုပြောလေဤတေချာစွာကြည့်သောအခါမွေရအဟောင်းကြီးတစ်ခုကိုဆောင်ဖြူနှစ်ထုတ်ပတ်ထားသော အထုပ်ကြီးဖြစ်သည်ကိုမြင်လျာအံ့အားသင့်လျက် ရှင်ဘက်ကိုတီးပြီးအဲ့ဒါမှခတ်တာပဲပြန်တော့မတက်နိုင်ဘူးမင်းယောက်ျားရဲ့လို့အောင်းမွေပြီးပြွေလာတာပဲဘယ်နဲ့လောက်ကြမလဲစသည်ဖြင့်ထိတ်လန့်တကြားပြောလိမ့်ဤမိမပြိုတီက၎င်း၏စကားများကိုသတိမထားရှင်မမီးမလောင်ဘူးလားဘယ်နားနာသွားလဲလာလာပူလှပြီဟုပြောက မီးလောင်၍နေသောအိမ်နာမှဆွဲခေါ်လိမ့်ဤဘထွန်းသည်၎င်း၏မျက်နှာကိုကြည့်ကဘယ်နဲ့လဲနစ်လင်သေးပြီး နင်ဘဲနဲ့ကောင်မလဲသွားနင်ရုပ်မာတဲ့ကောင်မငါနာမကတ်နဲ့လင်အတွက်တော့မူပဲနဲ့ဟုပြောကမောင်းနေတွန်းဖယ်ရေးပြစ်လေ၏ထို့အခိုက်တွင်လူတွေရောက်ရလာကြလေ၏မဟုတ်ပါဘူးရှင်ကျမယောက်ျားမရှိပါဘူးကျမရှင့်ကိုအလကားပြောတာဟမ်ဘာဖြစ်လို့လဲလာလာကျမနောက်မှပြောပြမယ်မမမီလောင်သွားတယ်လေဟုပြောပြီးခေါ်ရွတ်သွားလေ၏ ရောက်လာသူများသည်ကားကိုမိနှစ်ဝေးအောင် အခြားသို့တွန်းပို့ကြပြီးမိကိုမတက်နိုင်ပဲတည်ရတာနေကြရလေ၏ရေကိုလွယ်ကူစွာမရသဖြင့်တစုံတရာမတက်နိုင်ပဲနေကြရလေတည်းမိမက်ပြိုတီကဘာထွန်ဤကိုကိုစစ်ဆေးကြည့်ရာ ရှင်များလက်များမှာမိလောင်ရာတွေ့သဖြင့်တည်ရတ္တာကိုဖွင့်ပြီးစေဝါကရိယာအစုံနှင့်အလွန်တရာကျင်လေစွာဆေးများထဲကပတ္တိများစီပတ်ပေးရင် ဒီမဆရာဝန်မဟိုဘက်ရှန်ကြီးတဲကလူမမာမိမကြီးတယောက်ကိုလာပြီးကူတနေတယ်။ဒီရှန်နဲ့အိမ်ကဒီမဝေတာမကြသေးပါဘူး။အခါတိုင်းတော့လူမမာကိုကြည့်ပြီးဒီမတငယ်ချင်းဆရာဝန်မတယောက်ကနဲ့ရောက်လာတာပဲ။ဒီတခါတော့ဘာဖြစ်လို့မပေါ်လာလဲမသိဘူး။ဒါနဲ့သူ့ကိုမျှော်ရင်းရှင်ရောက်လာတာပဲစမတယောက်ထဲနေတယ်လို့မပြောချင်လို့စမယောက်ျားနဲ့လို့လိန်ပြောတာပါဟုကျုံးရေကပြောလေဤ လူတွေကအင်ကိုသာဂယူဆိုက်၍နေကြရာ၎င်းတို့နှစ်ယောက်မှာမပြောပင်များအကြား၌လွတ်လပ်စွာရှိနေကြလေသည် အမလီအခုမှအလုံးကြီးကျသွားတော့တာပဲအင်မတန်ရှောတဲ့မိန်းကလေးဟာဒုက္ခိတကြီးနဲ့နေရရှာပါလားလို့တွေးပြီးတနာရင်တယောက်ကြားများသိရင်ငါရောလို့မချစ်မရဲမခံချိမကန်တာဖြစ်နေလို့အိတ်တောင်မအိတ်နိုင်ဟုပြောလေ၏ ရှင်ဟာသူရသတိရှိတဲ့ယောက်ျားပဲဒီလိုယောက်ျားမျိုးရှားပါတယ်ဟုပြုံးဆဆနဲ့ပြောရင်းစေကရိယာများကိုတည်ရည်တည်တာနိုင်ထဲ၍နေလေ၏ရှားပေမဲ့မရှားရပါဘူးသို့တော်လဲတောဝိလုံမှုအဖက်မတန်ထင်မှဆိုရတာပါပဲဟုဘထွန်းကပြန်၍ပြောလေ၏ဒီလိုယောက်ျားမျိုးဟာ အဖိုးတန်ဖို့ပြန်အတွက်ဝင့်လွန်ဖြစ်ဖို့မလိုပါဘူးယောက်ျားမှန်ရင် အဖက်တန်ပါတယ်ယောက်ျားမမှန်သူတွေများလုံးလို့ဒီမှာယောက်ျားမယူပဲနေတာပါ အခုတွေ့ပလားဟုဘထွန်ကမေးလေ၏မင်းမပြိုလေးသည်ခေါင်းကလေးကိုငုံရင်တွေ့ရပါပြီရှင်တွေ့ပါပြီဟုတီပြူစွာပြန်၍ပြောလေသည်အစုံထိနားဆင်ပေးကြသော စာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။